Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့စပားနဲ့တစ်ဖက်ကို90စီတီကြာခဲ့တဲ့ပွဲစဉ်အပြီးမှာကစားမရရဲ့ Swan Song နဲ့ပတ်သက်လို့ကျွန်တော်တို့က player rating လုပ်ကြည့်ရအောင်ပါ။ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါ United Shoe website ကနေပြီးတော့ကျွန်တော်တို့ Manchester United ပြည်သက်တွေပွဲအပြီးမှာ တို့ဒီပုတ်ပေးထားကြတဲ့ player rating ပေါ့လေဒီနေရာမှာတခြားသူတွေမဟုတ်ဘဲနဲ့ဒါကိုရီတီးတဲ့ဒီလိုမျိုးပုတ်လို့ရအောင်လို့ကျွန်တော်တို့ဒါခဲ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 ကိုတေးချာအချိန်ယူပြီးတော့ကျွန်တော်လှုပ်ထားရတာเนาะအခုဆိုလို့ရှင်တော့ကိုစိတ်ကြိုက်ဆိုသလိုကျွန်တော်တို့ဒါပုတ်ပေးလို့ကျွန်တော်ရပြီပေါ့လေဆိုတော့ကျွန်တော်တို့ရှိမှပြောပြခဲ့တဲ့အချိန်မှာဒီမှာကစားမတယောက်ရဲ့ပုံတင်နေကျွန်တော်ရှိရပဲเนาะတင်းတက်ကနေ30 ठी အဲ့ဒီအောင်မှာလက်မလီလေးကျွန်တော်ရှိတယ်အဲလက်မလီကတော့ကျွန်တော်ဒါ ကိုကဒီကစားမကဘောနော်အကောင်းဆုံးကစားမလို့ဒီဘွဲမှာထင်ရင် man of the match ပေးတဲ့လက်မကလေးပေါ့လေဒါဟိုးအော်ဒီကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်နီးပြဖြစ်တဲ့ Ruben Amorino ထီပါကျွန်တော်ဒါ Euro ဒီပုံတင်နေပါလေကျွန်တော်ပြေးလို့ရတယ်အဲ့ဒါပြီးပြီဆိုတာနဲ့အခုဒီအမဲလေး Smith you are bolted ဆိုတဲ့အားလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်လုံးဝဒါဘယ်လိုပြောမလဲရပြီပေါ့ဗျာဆိုတော့ထင်ပါတယ်ကျွန်တော်တို့ပွဲကဒါအစိုးကြီးကန်ခဲ့တာဆိုတဲ့အခါကျတော့ကိုကန်နေတဲ့ပွဲဒီမှာတခြားပွဲလည်းမရှိတော့ဒီထဲမှာ ခုလူတွေတွေမဟုတ်ဘဲနဲ့ကျန်တဲ့နောက်ချင်းပြောင်းရင်းတဲ့တခြားဘဲတွေလည်းမင်းလာပြီးတော့ပေးလဲကြအောင်မယ်လို့ကျွန်တော်တို့ထင်တယ်ဆိုတော့ lemons ကျွန်တော်ကတော့ကျွန်တော်လက်ရှိဒီအသင်းအသင်းရဲ့ဘောနော်ဒီစပါးနဲ့ကစားကြတဲ့ပွဲမှာအရင်ကောင်းခဲ့တဲ့အရင်ကောင်းခဲ့တဲ့တော့မဟုတ်ပါကောင်းခဲ့တဲ့အဲ performance ပြခဲ့တဲ့ကစားမှာနှစ်ယောက်သုံးယောက်လောက်ထိရှိတယ်လို့ကျွန်တော်ထင်တယ်ဘောနော်အဲ့ဒီထဲမှာ lemons ကအပါဝင်ပဲလို့ကျွန်တော်ယူဆတယ်အဲ့တော့ lemons ကိုကျွန်တော်ဒီနေ့ပွဲတမှာ rain နဲ့ပဲကျွန်တော်အဲဘလူဘလော်မီတာမန်ပဲကျွန်တော်ပြီးရမယ်နော်60ကျွန်တော်ပြီးထားပါတယ် ဆိုတော့ကျွန်တော်ပရိသတ်တွေကတော့ဘယ်လောက်ပြီးသားလဲ6.40ပြီးသားတယ်โอเคเนาะဒါဒါနားလည်လို့ရတယ်ဘာလို့လဲဆိုတော့ Lemans အနေနဲ့နောက်တဲ့2ဂိုးထပ်ပေးခဲ့ရတယ်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောသလိုပဲ2ဂိုးပေးရတယ်ဆိုတာမျိုးက Lemans အပြစ်တော့မဟုတ်ဘူး Lemans ကနောက်ဆုံးမှအပြစ်တင်ရမယ်ကစားသမားမျိုးပေါ့เนาะဒီဒီယာနဲ့ပတ်သက်ရင်ပီဂူနဲ့ပတ်သက်ရင်ဒါပေမဲ့လို့သူကဒီထက်ပို့ပြီးတော့ကောင်းတဲ့ performance တွေလုပ်ပြခဲ့တာတွေကျွန်တော်ရှိတယ်ဒါပါတော့ ခရစ်စတီယန်ရိုမေရိုရဲ့အလုံကိုကာကွယ်ခဲ့တာမျိုးတွေတို့နော်ဂျာဝပယ်ရင်ညာရဲ့အလုံကိုခက်ခက်ခဲခဲကာကွယ်ခဲ့တာမျိုးတွေတို့ကျွန်တော်တို့ကြည့်ရင်လမ်မန်စာတူတောင်ဝင်သူကြည်ပါတယ်သူလည်းပဲတိတိကျကျပို့ပြီးတော့မလုံနိုင်တော့ဘူးအဲ့တော့လမ်မန်စ်ကိုကျွန်တော်ကတော့ renewal 6ဒီကျွန်တော်ပေးထားတယ်နောက်တစ်ယောက်က delete ပါကျွန်တော်နောက် delete ကိုတော့ကျွန်တော် renewal ကျွန်တော်7ဒီကျွန်တော်ပေးထားပါတယ်6.8ဆိုတော့ okay မဆိုးဘူးပြန်တော့ကျွန်တော်တို့နော်အမြင်နေတူကြတယ်ဟမ်နော်6.8ဒီကျွန်တော်ပေးထားတယ်ဒီလက်ကအတင်းတွက်ပေါ့နော်တယောက်ရုပ်နေတဲ့အချိန်အချိန်ဘူရောက်နေတဲ့အချိန်ဒီမျိုးမှာ ဒီချီပါကိုကျွန်တော်ပြန်ပြီးတော့ twin ပေးခဲ့တယ်ပေါ့နော်ဒါကတော်တော်လေးတော့ကောင်းခဲ့တဲ့အရာပါပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ နောက်တန်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း delay အနေနဲ့သူ deflect ဖြစ်ပြီးတော့ကံမကောင်းစွာနဲ့ဝင်သွားတဲ့အလုံးတွေကလွင်ရင်ကျန်တာတွေကဒီကစားမအဆင်ပြေပါတယ်အမြင်ဘောတွေသူရှင်းထုတ်နိုင်တယ် ground ball တွေလည်းသူတို့တော်တော်လေးအဆင်ပြေတယ်ခံစစ်ထဲမှာလည်းအမှားတွေပါတယ်သူမလုပ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်ကတော့လောလောဆယ်မှာ delay အနေနဲ့ဒီ performance ကတော်တော်လေးကိုအဆင်ပြေခဲ့တယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ယောက်က Harry Maguire ပါကျွန်တော် Maguire ကိုတော့ကျွန်တော်တာမန်ချီသွန်း60ကျွန်တော်ပေးထားတယ်ဘာလို့လဲဆိုတော့ Harry Maguire က Ready Number 6နဲ့ Titan ပါတယ်ကျွန်တော် ကံမကောင်းစွာနေပဲပေါ့လေ injury ပြဿနာသူကြုံသွားရတယ်မဖြစ်မနေလူစားလဲလဲရတယ်အတင်းတော့တကယ်ကြီးမားတဲ့ဆုံးရှုံးမှုပါတကယ်ပြောရရင်အတင်းတော့ကကြီးမားတဲ့ဆုံးရှုံးမှုပါကျွန်တော်တို့အဲ့ဒီမကွားရနေနဲ့တိတက်ပူပြီးတော့သူက performance ကောင်းနေဗျအချိန်နေလေးသူ့ကိုသူအဆင်ပြေလို့ဖြစ်နေတယ်သူထွက်မှာပဲ goal ပြီးရတယ်ထင်ပါတယ်အဲ့ဒီတော့ မဖြစ်မနေဆိုလို့ကျွန်တော်တို့ကိုလဲလဲရတဲ့အချိန်မျိုးအတင်းကပြရခက်တော့ပါပဲဆိုတော့အစင်ပြေခဲ့တယ်လို့ကျွန်တော်ထင်တယ်6.6ပြီကျွန်တော်ပြီးထားတယ်ပေါ့နော်နောက်တစ်ယောက်ကလုချောပါကျွန်တော်ရင်းနေမဲ့ကျွန်တော်40ပြီးထားပါတယ်အဲ ားလုံးကတော့5.2တွေ okay ထားပါမစိုးဘူးပြေနော်ဒါမြဲလို့ပေါ့နော်ကျွန်တော်ကတော့လူရှော့အနေနဲ့ပေါ့နော်တာမန်မေးလို့ကျွန်တော်ထင်တယ်တာမန်ထင်မပူဘူးလို့ကျွန်တော်ထင်တယ်တကယ်တမ်းကဒီ exam တွေစီကနေပြီးတော့ကျွန်တော်ကပူကောင်းတဲ့ performance ကိုမျှော်လင့်တာသူတပင်းတော့ MOD ရဲ့လက်အောက်မှာ week in week out ပွဲထွက်ခွင့်ရနေတဲ့ exam တွေစီကနေပြီးတော့ဒီတဲ့ပူကောင်းတဲ့ performance မျိုးကျွန်တော်မြင်ရသင့်တယ်ပေါ့နော်အထူးကျေးအများကြီးပြောစရာမလိုဘူးနောက်တစ်ယောက်က Master V ပါကျွန်တော် rating မှာကျွန်တော်၃ထိပေးတာပါတယ် Master V ကို Master V 8.7နဲ့အဲကြောင့်ပြောတာကျွန်တော် ဒီပွဲရပါတော့ဒီပွဲရကိုရီးယားအစိုးရကန်တဲ့ပွဲဆိုတဲ့အခါကျတော့ကိုယ့်လူတွေတင်ပုတ်ပေးတာမဟုတ်ပဲနဲ့တခြားလူတွေလည်းလာပြီးတော့နောက်တဲ့ပြောင်တဲ့သဘောနဲ့ပုတ်ပေးကြတယ်ထင်တယ်လို့နော်။ဘာလို့လဲဆိုတော့ Mastermind 8.7နဲ့နော်။ဒါကတော့နောက်နောက်နောက်တာဖြစ်မှာပါနော်။ခြားပါတော့3ကျွန်တော်တို့3ထိပေးတာလေ။ဘာလို့လဲဆိုတော့အသင်းအနေနဲ့ပေါ့နော်။ဟိုထားဆောက် Mastermind အနေနဲ့ injury ပြဿနာတွေဂျုံလို့သူကာလရှိနားပြီးတော့အခုပြန်လာတဲ့ချိန်မျိုးမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တွေ့ရသေးပါဘူး။ပွဲနဲ့အလန့်ဝင်းနေတဲ့ချိန်မျိုးမှာတော်တော်လေးတိုင်ပက်တဲ့ right right wing back ဒီမှာဆိုလို့ရှိရင်လည်းသူတော်တော်လေးကိုအဆင်မပြေတာပါကစားသွားတဲ့ပုံစံကဆိုတော့မာဇာဝီနီနဲ့အဆင်မပြေခဲ့ဘူးကနော်နောက်တစ်ယောက်ကကက်စမီရိုပါဦးလီကက်စမီရိုကတော့ကျွန်တော်ရင်းနမဲ့ကျွန်တော်အဲ60ကျွန်တော်ပြီးသားတယ်ဦးလီကဒီပွဲမှာတော်တော်လေးကောင်းခဲ့တယ်ကောင်းခဲ့တဲ့အပြင်ကိုပဲကျွန်တော်တို့ပေါ့နော်သူ့ကိုလူစားလဲလဲရတယ်ပေါ့လူစားလဲတဲ့ပြီးတဲ့နောက်မှာကျွန်တော်အကုန်တိုင်ပက်သွားတယ်ဒီနေရာမှာအမ်မူရင်ဘာကြောင့်လူစားလဲလဲဘာညာပေါ့တကယ်တမ်းကတချို့ report အရဆိုလို့ရှိရင်တော့ကက်စမီရိုအနေနဲ့ပေါ့နော်သူနောက်ဆုံးပြုလုပ်ခဲ့တဲ့ tackles အပြီးမှာ သူ့အနေနဲ့ဒူးမှလားမသိဘူးပေါင်မှလားမသိဘူးနည်းနည်းထိခိုက်မှုရှိသွားတဲ့အတွက်သူကိုယ်တိုင်ကလူစားလဲဖို့တောင်းဆိုခဲ့တာဆိုပြီးတော့လေတချို့တွေကပြောကြတယ်ဒါကတော့ဟိုတကယ် reliable ပဲဖြစ်တဲ့ source တွေကနေပြီးတော့ confirm လုပ်ထားတာမျိုးမရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ကက်စမေရိုဒီသူကိုယ်တိုင်လူစားလဲဖို့တောင်းဆိုခဲ့လို့ MO ရင်းကလဲရရတယ်ဆိုတဲ့သဘောပါနော်ကျွန်တော်ဒီပွဲမှာဆိုလို့ရှင်တော့ကျွန်တော်ကက်စမေရိုကိုကျွန်တော် rain name ကျွန်တော်60တော့ပြီးထားတယ်တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်ကတော့အဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်ကက်စမေရိုထွက်သွားတာနဲ့အတင်းကပြရာခတ်တော့တာ တပွဲမကတော့ပါဘူး။နောက်တစ်ယောက်က Bruno Fernandes ပါကျွန်တော် Bruno Fernandes ကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာ4 ठी ပေးထားတယ်။ဘာလို့လဲဆိုတော့အားလုံးကတော့5.8ဆိုတော့6နီးပါးတွေပေးထားတယ်။ကျွန်တော်များနေနဲ့ harsh ဖြစ်နေသလားပေါ့။ဒါပေမဲ့လို့ပေါ့နော်။ Fernandez ကဗျာဘယ်လိုပြောမလဲ assist တလုံးသူရခဲ့ပြန်သေးတယ်တောင်းကန်ဘောကနေပြီးတော့တလုံး assist ရခဲ့တယ်။အောင်းပါလေ။ဒါပေမဲ့ကျွန်တော်တွေးကြည့်ရရင် overall performance ကိုကျွန်တော်ကြည့်ရင် Fernandez ကဒီပွဲမှာတော်တော်တိုင်ပတ်တာပါ ျွန်တော်တို့ကပူဆိုးတာကတသိန်းလုံးကတိုင်ပက်နေတော့ဗျာကစားမတစ်ယောက်တစ်ယောက်ကအဆင်မပြေဘူးဆိုတအားသိတာလားတို့တသိန်းလုံးကကောင်းနေတယ်ဆိုလို့ရှိရင်တိတ်မသိတာမြဲတသိန်းလုံးကတိုင်ပက်နေတဲ့ကြားထဲမှာ तू ကပါတိုင်ပက်နေတယ်ဆိုတဲ့မျိုးတအားသိတာလားအဲကျွန်တော်တို့ final scene ရဲ့ဒီပွဲမှာဆိုလို့ရှိရင်ပုံစံကောင်းပြနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူး assist တလုံးရခဲ့သည့်တိုင်အောင်ပေါ့နော်ကျွန်တော် rain နဲ့ကျွန်တော် 4T ပဲကျွန်တော်ပေးထားတယ်နောက်တစ်ယောက်က battery တူကူပါကျွန်တော် battery တူကူကို 5T ပေးထားတယ်ပေါ့နော်မြေ8 point နဲ့တည်လာမြေ8ပဲလျှောက်ပေးထားကြတာလို့နော်ဟိုဟို5ပါဘာလို့လဲဆိုတော့ က်ထရီတူကဒီနေ့ပွဲစဉ်မှာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတာကစားမားကိုယ်တိုင်လည်းပဲတကယ်ကောင်းတဲ့ဟို performance သူပြတယ်သူတပင်ဒုတိယပဲမှာဆိုရင်သူတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့လို့အဆင်ပြေုံကလွှဲရင်အရင်ကောင်းခဲ့ပါတယ်ဆိုတဲ့ performance မျိုးမရောက်ခဲ့တဲ့အခါကျတော့တိတ်ပြီးတော့အစင်ကမပြေပြန်ဘူးနောက်တစ်ယောက်ကအာမက်ဂျာလိုပါအာမက်ဂျာလိုကတော့ကျွန်တော်ရင်းနေမဲ့ကျွန်တော်အဲ6ကျွန်တော်ပေးထားတယ်အာမက်ကတော့ဘယ်လိုပြောမလဲဖြတ်တင်ဘော်ဒီပါတယ်လဲသူတလုံးပေးခဲ့တယ်ပေါ့နော်ဖြတ်တင်ဘော်ဒီနဲ့ assist တွေနဲ့သူဂိုးတွေပါတယ်ရတယ်ပေါ့လေအမ်ဘူမူခေါင်းတိုက်တဲ့အလုံးကို အာမတ်အတွက်တော့ကျွန်တော်ဒီဝင်းဘက်မှာပြန်ပြီးတော့ကစားတဲ့အခါမှာသူရဲ့ attacking ဟွာတွေကိုကျွန်တော်တွေ့ရတယ်အဆင်ပြေပါတယ်အဆင်ပြေပါတယ်ကျွန်တော်အနေနဲ့ပေါ့နော်အထူးထူးခြားခြားကြီးရောအများကြီးရမ်းတန်းကောင်းခဲ့တာမျိုးမဟုတ်ပင်နဲ့သူရဲ့ပုံမှန်ခြေစွမ်းတော့ကျွန်တော်မျှော်လင့်ထားတဲ့လောက်သူလုံးပြနိုင်တယ်ပေါ့နော်အမ်ဘူမူကတော့ကျွန်တော် rename ကျွန်တော်60ပေးထားပါတယ်အမ်ဘူမူလည်းနော်7.3တယ်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာ70ရခဲ့တဲ့ဉာဏ်မှာရှိတယ်လို့ကိုကျွန်တော်မထင်တာအမ်ဘူမူနဲ့ပတ်သက်လို့ရှိရင်လည်းပဲ ဒီပွဲကပေါ့နော်အန်ဘူမူကတော်တော်ဟိုခေါင်းတိုက်ပြီးတော့သူနောက်ထပ်ဂိုးသွင်းသွားပြန်ပြီပေါ့လေ United အတွက်တော့တကယ်တမ်းပြောလို့ရှိရင်ဒီကစားမက consistent ဖြစ်တဲ့ performance တွေပြနေတာပေါ့နော်ဆိုတော့သူတို့ဒါပူဆိုးတာကနီးပြားကသူ့ကိုတခြားမတူတဲ့ position ထားပါတော့ရဘယ်ညာပြောင်းသုံးလိုက်တဲ့အနေအထားမျိုးမှာသူ့ရဲ့အကောင်းဆုံးရည်ချင်းကိုမတွေ့ရဘူးတော်ရီကိုနှမျိုးကိုကောင်းပါတယ်နော် Matthias Kunya ကျွန်တော် Matthias Kunya ကိုတို့ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်4ထိပဲပြထားတယ်အဲကျွန်တော်ကတော့ Matthias Kunya ရဲ့ profile ကိုကျွန်တော်ကအမှန်တမ်းပြောနားလေတယ်ဗျာဒီလား ဒီကောင်ကဘလို့တိုက်မြူလဲပေါ့ထားပါတော့သူဟာဟိုဘောလုံးပြီးဆော့တဲ့ကစားမမျိုးမဟုတ်ဘူးတယောက်ချင်းကြော်ဖြတ်မှုကိုအားကိုးတယ် dribbling ကိုအားကိုးတယ် brazil သားပြပြပေါ့နော် dribbling နေပါလေသူအားကိုးတယ်ပေါ့အဝေးကနေ area box ထိရောက်တာ space ရပြီဆိုတာနေသူကန်တက်တယ်ပေါ့အမတွေးကြည့်ရရင်အဝေးကကန်နေဆိုတာနော်ကန်တိုင်းအလုတ်ဖြစ်မှာမဟုတ်တယ်လို့ကန်တိုင်းအလုတ်ဖြစ်မှာမဟုတ်တယ်လို့ dribbling တိုင်းကလည်းအောင်မြင်မှာမဟုတ်ဘူးပူဆိုးတာကတယောက်ချင်းတယောက်မဟုတ်တဲ့အချိန်မျိုးမှာ matthias kunya အနေနဲ့ ဒီကျက်ပို့ပြီးတော့ကောင်းတဲ့ performance ပြနိုင်ဖို့ဆိုရင်အတင်းမှာလူပေးဆော့ပြီးတော့အခြေဆက်တွေကျွန်တော်လုံရင်းနဲ့သူအနေနဲ့ပါဝင်မှုကြိုးပမ်းမှာကျွန်တော်ကုညာနေနဲ့ဖြစ်တဲ့နာတက်ကိုပို့ပြီးတော့တကူကောင်းဆန်နေတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်ဗျဒါဟာဒီကလက္ခဏာကောင်းကျွန်တော်မဟုတ်ပါဘူးအဲ့တော့ Matthias Kunya နေနဲ့ဒါတွေကိုသူပြောင်းလဲနိုင်ဖို့လိုတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ Kunya ရဲ့ဒီနေ့ performance ကိုလုံးဝကိုထင်ကြီးတရားကောင်းခဲ့တယ်လို့ကျွန်တော်မထင်ဘူး Banji Banji ကိုတော့ကျွန်တော်ရင်းနှီးမဲ့ကျွန်တော်3 3ပေးထားတယ်ဒုတိယပိုင်းမှာသူဝင်လာတယ် a1 စစ်ဒုတိယရေမှာသူဝင်လာတယ်အဲပြီးရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ပြန်ပြီးတော့ injury ပြဿနာကြောင့်သူထွက်သွားရတယ်တော်တော်လေးကိုနှမျောစရာပါကျွန်တော်တို့ dry side ကဒီတယောက်ပဲကောင်းကောင်းကင်ကင်ရှိတဲ့အချိန်မျိုးမှာသူတန်ရရသွားတယ်ဆိုတဲ့မျိုးကလက္ခဏာကောင်းတော့ကျွန်တော်မဟုတ်ပါဘူးเนาะ euro ကျွန်တော်တွေနဲ့ပဲကျွန်တော်40ပြထားတယ်တာမန်မှာပဲတူတူကြကြကျွန်တော်မရှိခဲ့ဘူးเนาะ mission မောင်းကျွန်တော်40ပြထားတယ် mission မောင်းကဘယ်လိုပြောမလဲဒီ benjamin shechko ကိုဖန်တီးပေးတဲ့အလုံးနေ passing နေကောင်းနေတော့ဒီလားเนาะကောင်းနေတော့အဲ့လိုနေ shechko အတုံးမချနိုင်ခဲ့လို့လား တော့မေဆန်တော့လာမဲ့ပွဲဒီမှာပွဲကစားငွေတွေထက်ရဖို့ကျွန်တော်မျှော်လင့်နေဥကာလေးကျွန်တော်ရေနေမဲ့ကျွန်တော်တူတီပေးတာပါတယ်တော်တော်ကိုစုပ်ပြတ်တဲ့ကစားမားပါနော်ပြန်မဲ့ပြိတ္တတွေကလည်းရောက်လာပြီးတော့ပေးကြတာ8.3ဒီပိုင်းနေနော်ဆိုတော့ကျွန်တော်တူတီကျွန်တော်ပေးထားပါတယ်ဥကာလေးတော်တော်ကိုစုပ်တဲ့ကစားမားပါအန်ဂယ်ကက်စမီရူရဲ့ကျွန်တော်ပေါ့နော်ခြေပြတော့မမီဘူးဒီကိုဒါတော့မထူးကြဘူးကျွန်တော်သုံးမဲကျွန်တော်ပေးထားတယ်ပြီးရင်နီးပြဖြစ်တဲ့ရူပင်အမ်မိုရင်တူဒီနေပွဲစဉ်မှာ ဟိုဘယ်လိုပြောလဲလူစားလဲတာတွေတအားမှားတယ်ပေါ့ပြီးလို့ရှင်ကစားမအထားသူတွေတအားမှားတယ်ကျွန်တော် 4D ပဲကျွန်တော်ပေးထားပါတယ်ဆိုတော့ဒါကတော့လက်ရှိမှာဆိုလို့ရှင်ဒါ rating ပေါ့လေကျွန်တော်ဒီနေ့ပွဲတင်မှာအကောင်းဆုံးကစားမကူတော့ play of the match ကူတော့ကျွန်တော် delete နဲ့ lemons နှစ်ယောက်ထဲကတစ်ယောက်ကိုပေးရမှာဗျာဒီလားကျွန်တော် delete ကိုကျွန်တော်ပေးလိုက်မယ်เนาะ man of the match ကို delete ကိုကျွန်တော်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒါဘုတ်လုတ်လိုက်ကြမယ်ဆက်ပါเนาะတော်ဟိုတခြားလူတွေကလာပြီးတော့ဗောနော်အဲပြောင်းပြီးတော့မှန်ထားကြတယ်မယ်ဥကာလေး man of the match တို့ဒီလားเนาะ total rating เนาะ total rating မှာเนาะဟိုဗါလဲဒီလာပြီးတော့ total rate လောက်တဲ့သူ1600ကျော်ရှိတယ် Manchester United တင်ပြိတဲ့မဟုတ်တဲ့သူတွေအများစုเนาะเนาะမှန်တာじゃတော့ချက်တီတုံးတဲ့သူเนาะဥကာတေးတယ်ဒါချက်တီတုံးနဲ့အိုက်ပဲဒီเนาะဆိုတော့ဆိုချက်တီများနေမှာလဲဒါကတော့ player rating ပေါ့လေညီကလေးနေနေရောဘယ်ကစားမကအကောင်းဆုံးဖြစ်ခဲ့တယ်ကျွန်တော်ထင်ကြပါလဲစူးရီကြပါအားလုံးကိုချက်တီများနေမှာလဲ